ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ဒီကနေ့သတင်းတွေထဲမှာတော့ကရင်ပြည်ဖအံခရိုင်တွေကစစ်ကောင်စီကထိန်းချုပ်ထားတဲ့မော်ဖိုကီစခန်းကိုကရင်ပြည်ပောင်းတပ်တွေကသိမ်းပိုက်လိုက်တဲ့အကြောင်းကချင်ပြည်ဗမော်စစ်မျက်နှာမှာတော့စစ်ကောင်စီရဲ့လေယာဉ်နှစီးကို KIA နဲ့ပူးပေါင်းဖွဲ့တွေကပစ်ချလိုက်ပါတယ်။ Saudi Arabia နိုင်ငံမှာအသက်ရှူလမ်းကြောင်းယောဂဆုလို့ခေါ်တဲ့ Mars ယောဂကူးစက်မှုဖြစ်ပွားနေတာကြောင့်မကမာလုံးမဲ့ Hajj ဆုတောင်းပွဲသွားမဲ့သူတွေဘာတွေပြင်ဆင်ဖို့လိုနေပါသလဲ။အဲ့ဒီအကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ အခုတော့နိုင်ငံတွင်းကသတင်းတွေကိုအရင်တင်ဆက်ပေးပါမယ်။ကရင်မျိုးသားအစည်းအရုံး KNU ရဲ့တပ်မဟာခုနှစ်နယ်မြေဖြစ်တဲ့ကရင်ပြည်ဖအံခရိုင်တဲကစစ်ကောင်စီထိန်းချုပ်ထားတဲ့မော်ဖိုကီစခန်းကိုကရင်ပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပါတယ်။မနေ့ကနေခင်းပိုင်းမှာစခန်းသိမ်းတိုက်ပွဲစတင်ခဲ့ပြီးအဲ့ဒီနေ့ညပိုင်းမှာတော့စခန်းကိုသိမ်းလိုက်ပြီးဆိုပြီးတော့သတင်းတွေထွက်လာခဲ့ပါတယ်။ ဒါဟာ၃လအတွင်းမှာ KNU တက်မှ9ဒေသထဲမှာရှိတဲ့စစ်ကောင်စီရဲ့ရှစ်ခုမြောက်စခန်းကိုသိမ်းပိုင်လိုက်တာဖြစ်ပါတယ်။ KNU ကတော့သူ့ရဲ့နေမြေတွေထဲမှာစစ်ကောင်စီတက်စခန်းတွေကင်းစင်ရေးလုပ်နေတာလို့သတင်းဌာနတွေကပြောပါတယ်။ KNU ရဲ့တက်မဟာ၃နေမြဖြစ်တဲ့ဘကိုးတိုင်းညောင်လေးပင်ခရိုင်နောက်ပြီးတော့တက်မဟာ၄နေမြဖြစ်တဲ့ဒဝဲတိခီဒေသနဲ့တက်မဟာ၆နေမြဖြစ်တဲ့ကော့ဂရိတ်ဒေသတွေမှာဆိုရင်လည်းတိုက်ပွဲတွေကဇက်တိုက်ဖြစ်နေပါတယ်။နေဆက်ကုံသွဲရေးနေမြတွေကိုထိမ့်ချုပ်နိုင်တာဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်လို့လည်း KNU ကပြောဆိုထားပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့ကချင်ပြည်ကဗမော်နဲ့ဖက်ကန့်ဒေသဘက်မှာဖြစ်နေတဲ့တိုက်ပွဲတွေအကြောင်းကိုပြောပြပါမယ်။ ဗမော်စစ်မျက်နှာမှာတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ပြစ်ခတ်မှုကြောင့်ဒီနေ့မှာပဲစစ်ကောင်စီရဲ့လေရင်နှစည်းကိုပြစ်ချနိုင်ခဲ့တယ်လို့ KIO ပြောခွင့်ရကအတည်ပြုထားပါတယ်။မြေပြင်မှာဆိုရင်လည်းဗမော်မျိုးသိန်းတိုက်ပွဲကဆက်လက်ပြင်းထန်နေပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီတပ်ဖွဲ့တွေဟာကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေမြေအများပြားထိမ့်ချုပ်ထားတဲ့ကချင်ပြည်ဖက်ကန်ဒေသကိုအင်အားအများပြားနဲ့ထိုးစစ်ဆင်နေပါတယ်။စစ်ကောင်စီဘက်ကတော့အကြမ်းဆုံးတွေများတယ်လို့သတင်းတွေမှာဆိုပေမဲ့ စစ်ကောင်စီတပ်တွေဟာတဖြည်းဖြည်းနဲ့ရှေ့ကိုတိုးလာနေပါတယ်။မင်းကတော့ဖက်ကန်နဲ့ဆယ်မိုင်လောက်အကွာထိစစ်ကောင်စီတပ်ဖွဲ့တွေရောက်လာပြီလို့ဒေသအတွင်းသတင်းတွေကဆိုပါတယ်။ဖက်ကန်ဘက်ကဦးတည်ပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတွေဟာဆိုရင်ရပ်ပေါင်း20လောက်ကြာလာတဲ့အခါမှာတော့ KIA နဲ့ပူးပေါင်းတပ်တွေခုခံနေတဲ့ဂျာပဲမအူပင်ကြောက်ထူကွန်ကထောင်းနမ်မြာကတ်မောဆိုင်းဖရာစတဲ့ရွာတွေကိုကျော်သွားပြီးတော့လက်ရှိမှာဆိုရင်တရားညီနောင်ရွာအကျော်ကိုရောက်နေပါတယ်။ စစ်ကောင်စီရဲ့စစ်ကြောင်းတွေဟာအင်းတော်ကြီးဖက်ကန်လန်းဖက်ကန်ကမိုင်းလန်းဖက်ကန်ဆယ်စင်းတမခန်လန်းတို့ကနေစစ်ကြောင်း၃ကြောင်းခွဲပြီးတော့ဝင်ရောက်လာတာဖြစ်ပါတယ်။ဖက်ကန်မြို့ထဲမှာဆိုရင်လည်းကြံနေသေးတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကနေလက်နက်ကြီးတွေနဲ့ကူပစ်ပေးနေပါတယ်။ရှက်နေမျိုးသားတက်မတော့ SNA နဲ့ဒေသခံပြည်သူစစ်အဖွဲ့တချို့ကတော့ဒီစစ်ကောင်စီဘက်ကနေကူတိုက်ပေးနေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကဆိုပါတယ်။ရခိုင်စစ်မျက်နှာမှာတော့ကြောက်ဖြူမျိုးနယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ ကျောက်ဖြူမြို့နယ်ထဲမှာရှိတဲ့လိတ်ခမော်ဆိုတဲ့အာရခတက်တော်ထိမ့်ချုပ်ထားတဲ့နေရာကို စစ်ကောင်စီကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့တာပါထိုးစစ်ကိုအေအေကတံပြန်ထိုးစစ်ဆင်ခဲ့ရမှာတော့စစ်ကောင်စီတပ်တွေကလိတ်ခမော်ကိုမရဘဲပြန်ဆုတ်သွားခဲ့ရပြီးမတ်လရုံးကတိမ့်ပိုက်ထားတဲ့မလကျွန်းရွာကိုပါလက်လွတ်လိုက်ရတယ်လို့ဒေသတွင်းသတင်းတွေကဆိုပါတယ်မလကျွန်းကိုအေအေကအစောပိုင်းမှာတိမ့်ပိုက်ထားခဲ့ပြီးမတ်လအထဲမှာတော့စစ်ကောင်စီတပ်ဖွဲ့တွေကပ ြန်လဲသိမ့်ပိုက်ပြီးတော့နေရာယူခဲ့တာပဲဖြစ်ပါတယ်။ အခုတော့ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုဆက်ပြောပြပါမယ်။ပထမဆုံးတော့ယူကရိန်းစစ်ပွဲအတွက်ငြိမ်းချမ်းရေးအလင်းရောင်တွေ့ပြီလားဆိုတာကိုပြောပြချင်ပါသေးတယ်။အမေရိကန်သမ္မတဒိုနယ်ထရမ့်ကရုရှားသမ္မတနဲ့ယူကရိန်းသမ္မတပါဝင်တဲ့ဆွေးနွေးပွဲချက်ချင်းဖြစ်လာမယ်လို့ပြောလိုက်ပါတယ်။ဒါဟာရုရှားသမ္မတပူတင်နဲ့မေလ16ရက်နေ့ကနှစ်နာရီအကြာတယ်လီဖုန်းနဲ့စကားပြောပြီးတဲ့အချိန်မှာကြေညာလိုက်တာဖြစ်ပါတယ်။ပူတင်နဲ့ဆွေးနွေးပွဲဟာဆိုရင်ကောင်းမွန်ခဲ့ပြီးတော့ငြိမ်းချမ်းရေးအတွက်လိုအပ်တဲ့အခြေအနေ အသေးစိတ်ကိုတော့ရုရှားနဲ့ယူကရိန်းအကြားဆွေးနွေးရလိမ့်မယ်လို့ပြောပါရယ်အဲ့ဒီနောက်ထရမ့်ဟာယူကရိန်းသမ္မတဇလန်စကီနဲ့လည်းတီးခြားဖုန်းပြောခဲ့ပါတယ်။သမ္မတပူတင်ကငြိမ်းချမ်းရေးသဘောတူညီမှုဖြစ်လာဖို့ယူကရိန်းနဲ့ဆွေးနွေးဖို့အသင့်ရှိနေပြီလို့ပြောပါရယ်။သမ္မတဇလန်စကီကတော့ရုရှားယူကရိန်းတွဲဆောင်ကြတဲ့အခါမှာအမေရိကန်နဲ့ဥရောပသမ္မဂရဲ့ကိုယ်စားလှယ်တွေဟာတင်းတင်းလျှောက်ပတ်တဲ့အဆင့်မျိုးအထိကူညီပါဝင်ပေးဖို့ကိုတောင်းဆိုထားပါရယ်။ ရုရှားဟာသမ္မတထရမ့်နဲ့စကားမပြောခင်လေးမှာပဲအကြီးမားဆုံး drone စစ်ဆင်ရေးတစ်ခုကို လုပ်ခဲ့ပါသေးတယ်။ဂါဇာနောက်ဆက်တွဲအခြေအနေကိုဆက်ပြီးပြောပြပါမယ်။အရှိအလယ်ပိုင်းကဂါဇာကမ်းမြောင်ဒေသမှာလေကြောင်းတိုက်ခိုက်မှုတွေနောက်ပိုင်းအစ္စရေးကမြေပြင် ထိုးစစ်ကြီးဆင်နွှဲခဲ့ပါတယ်။အဲဒီနောက်မှာတော့အငတ်ဘေးကြုံနေရတဲ့တန်းနဲ့ချီတဲ့ဒုက္ခသည်တွေအတွက်အကူအညီတွေဖြန့်ပေးမယ်လို့အစ္စရေးကပြောပါတယ်။ဒါပေမဲ့လည်းအဲဒီလူသားချင်းစာနာမှုအကူအညီတွေကိုဟာမတ်စ်တွေလူယူမှာဆိုးတဲ့အတွက် ဂါဇာဒေသတစ်ခုလုံးကိုအစ္စရေးကဆက်ပြီးတော့ထိန်းချုပ်သွားမယ်လို့လည်းပြောလိုက်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေဒန်ယာဟူကတော့ဂါဇာစစ်စင်ရေးဟာဟာမတ်တွေဖန်ဆီးထားတဲ့ဒုက္ခသည်တွေလွတ်မြောက်ဖို့နဲ့ဂါဇာမှာဟာမတ်တွေကိုအနိုင်ယူဖို့ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာမွတ်စလင်အတိုင်းဝိုင်းမှာတော့ဒီဟာဂျီဟာဂျီမဆိုတဲ့အတုံးလုံးကိုတတိထားမိကြမယ်ထင်ပါတယ်။ဒါဟာဆော်ဒီအာရေဗျနိုင်ငံမက္ကာမှာနှစ်တိုင်းလှုပ်တဲ့ဟာဂျ်ဆူတောင်းပွဲမှာပါဝင်ဘူးတဲ့သူတွေကိုခေါ်တာဖြစ်ပါတယ်။ အခုနဲ့ hash စူတောင်းပွဲကတော့ရပ်ပိုင်းမဲ့လူတော့တာဖြစ်ပါတယ်ဒီလူမျိုးရပ်ပိုင်းမဲ့လူတော့တဲ့အချိန်မှာဆောက်တဲ့အာရေဗျားမှာတော့အရှိအလယ်ပိုင်းအသက်ရှူလမ်းကြောင်းယောဂါစုလို့ခေါ်တဲ့ mass yoga ကူးစက်မှုတွေဖြစ်ပွားနေပါတယ် mass yoga ဆိုတာကတော့ covid ယောဂါနဲ့တူတဲ့အရှိအလယ်ပိုင်းမှာဖြစ်တဲ့ virus ပိုးကူးစက်မှုယောဂါဖြစ်ပါတယ်အဲ့ဒီ virus ပိုးကိုကလအုပ်တွေမှာတွေ့လေရှိပါတယ် ထိုင်းနိုင်ငံအပါအဝင်နိုင်ငံအများပြားကအခုနှစ်မကမှာ hash ဆူတောင်းပွဲသွားမဲ့လူတွေအနေနဲ့ယောဂါကူးစက်မှုကိုတတိထားကြဖို့တတိပေးထားပါတယ်။ Saudi Arabia မှာဒီ mass ယောဂါကူးစက်သူ6ယောက်ရှိခဲ့ပြီးတော့2ယောက်သေဆုံးသွားပါတယ်။အဲ့ဒီ6ယောက်ထဲမှာ6ယောက်ဟာဆိုရင်ယောဂါဖြစ်ပွားတဲ့သူတွေကိုပြုစုရင်းနဲ့ကူးစက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ဒီနှစ်မှာတော့ hash ဆူတောင်းပွဲလုံးမဲ့အချိန်ကဂျွန်လပထမအပတ်ထဲမှာဖြစ်ပြီးခရိုင်းလိုပဲ9ရက် ်ကြာဝတ်ပြုမှုမှာလူပေါင်းနှစ်တန်းလောက်ပါဝင်ကြမယ်လို့ခန့်မှန်းထားပါတယ်။ဒါဟာကဘာမှာတော့လူအများဆုံးပါဝင်တဲ့ဘာသာရေးဆိုင်ရာဆုတောင်းပွဲဖြစ်ပါတယ်။ကဘာတဝမ်းကမွ슬လင်တွေဟာဝိညာဉ်ရေးတန့်ရှင်းမှုနဲ့မွ슬လင်တွေညီမျှမှုကိုပြသတဲ့အနေနဲ့ hash ပွဲတော်မှာပါဝင်ကြတာပဲဖြစ်ပါတယ်။ကျမတို့မြန်မာနိုင်ငံကလည်းနှစ်တိုင်း hash လုပ်ဖို့အတွက်လူပေါင်းထောင်ကနန်းပါဝင်လေးရှိပါတယ်ရှင်။ ဒီနေ့ရဲ့အစီအစဉ်ကိုကျမတို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မင်းမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကို နားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။